ီးကဲဟောလုံးဝင်းမှာဂလင်နာနဲ့အယ်ဖာဘာကိုကော့စတူးခဲ့တဲ့နန်းစီရီဆုံနဲ့ချူးလေမိရာရဲ့ဝေဖန်မှုကိုအောက်တန်းလာဆိုပြီးရိုင်းဆိုင်စွာပြန်တုံ့ပြန်လိုက်တဲ့နန်းစီရီဆုံမင်္ဂလာပါပရိသတ်ကြီးတို့ရေကျမတို့ရဲ့ channel ကနေပြန်လဲကြိုဆိုလိုက်ပါရစေဒီတစ်ပတ်မှာတော့ Halloween ပြီးဆုံးသွားပြီမဲ့ဝေဖန်မှုတွေစက်တိုက်ဖြစ်ပွားနေတဲ့တဲ့င်းတစ်ခုကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်။ဒါကတော့အမှုပညာရှင်နှစ်ဦးဖြစ်တဲ့နန်းစွေရီဆိုးနဲ့ချူလေးတို့ရဲ့ဝတ်စုံကိစ္စနဲ့ပတ်သက်ပြီး နန်စီလီဆိုကမီဒီယာတွေကိုအော်တန်လာဆိုပြီးပြောလိုက်တဲ့အကြောင်းပဲဖြစ်ပါတယ်။ဝိကက်ဇကာရဲကဂလင်ဒါနဲ့အယ်ဖာဘတ်နန်စီလီဆိုနဲ့ချူလီတို့ရွေးချယ်ခဲ့တဲ့ဂလင်ဒါနဲ့အယ်ဖာဘတ်ဇက်ကောင်နှစ်ခုဟာရိုးရိုးမင်းသမီးနဲ့ဆုံးမတွေမဟုတ်ပဲနာမည်ကျော် Broadway ပြားဆက်ဝိကက်ရဲ့အဓိကဆက်ဆောင်တွေပဲဖြစ်ပါတယ်။ဒီဇက်လန်က The Wizard of Oz ထဲကကလင်ဒါနဲ့အဖာဘာတို့ဘလို့ပေါင်းဖက်ခဲ့ကြပြီးဘလို့ခွဲခွာသွားခဲ့ကြတယ်ဆိုတော့ကိုပြောပြထားတဲ့ဇလန်ပဲဖြစ်ပါတယ် ခုကဇလန်ရဲ့အနှစ်ရတာကတော့အပြင်းမဲ့အဖြစ်လောကဆန့်ကျင်ဘက်ဖြစ်တဲ့မိန်းကလေးနှစ်ဦးဟာဆင်းရဲရဘလော့ချီနားလည်မှုရှိပြီးချစ်ခင်ကြကြရဲဆိုတာကိုပြသထားတာပဲဖြစ်ပါတယ်။ကလင်တာနဲ့အဖာဘာတို့ဟာအခန်းပေါ်အဖြစ်စတွေ့ရတဲ့အခါပြင်းထန်တဲ့ရန်ဘက်လိုဖြစ်ခဲ့ကြပါတယ်။နောက်ပိုင်းမှာတော့တယောက်ရဲ့ဆင်းရဲကိုတယောက်သိရှိပြီးအကောင်းဆုံးတငယ်ချင်းတွေဖြစ်လာခဲ့ကြတာပါ။ဥဆက်ပြီးအစိုးရရဲ့အချင်းပြတ်ခြားစားမှုကိုအဖာဘာကရှာဖွေ တွေ့ရှိပြီးထိတိုက်ရင်ဆိုင်ဖို့ရွေးချယ်တဲ့အခါမှာ ကလင်နာကလူတို့ရဲ့အခြေတော်ဘဝကိုရွေးချယ်ခဲ့ပြီးသူတို့နှစ်ဦးလမ်းခွဲခဲ့ကြပါတယ်ဒီတော့နန်းဆွေရီဇိုးနဲ့ချူလေးတို့ရဲ့ဝီကက်ဆက်ကောင်ရွေးချယ်မှုဟာသူတို့နှစ်ဦးရဲ့မတူညီတဲ့အမှုပညာရည်တည်မှုဒါပေမဲ့ခိုင်မာတဲ့ချစ်ခွင်မှုကိုပေါ်လင်းစေတဲ့ဖန်တီးမှုတစ်ခုပဲဖြစ်ပါတယ်။နန်းဆွေရီဇိုးနဲ့ချူလေးတို့ရွေးချယ်ထားတဲ့ဆက်ကောင်တွေအကြောင်းကိုအသေးစိတ်ပြောပြပေးပါမယ်။နန်းဆွေရီဇိုး၊သူမကဂလင်နာလို့ခေါ်တဲ့မင်းမီဆက်ကောင်ကိုရွေးချယ်ထားပြီးတော့ပန်းအောင်ဖောင်းကြွားတဲ့ဝတ်စုံနဲ့တောက်ပတဲ့တရဖူကိုဆင်မြန်းခဲ့ပါတယ်။ နန်းစီလီဆိုရွေးချယ်ထားတဲ့ကလင်နာဆိုတဲ့ဇက်ကောင်ကအစပိုင်းမှာကလင်နာကချမ်းသာလှပပြီးလူချစ်လူခင်ပေါများပြီးဖက်ရှင်ကြတဲ့မိန်းကလေးတူဖြစ်ပါတယ်။သူမကအစပိုင်းမှာအပြင်းမန်းကိုသာကြည်တတ်တဲ့သူမောင်မာတဲ့သူဖြစ်တော့လေညံကောင်းပြီးမတူညီသူအယ်ဖာဘာနဲ့အခန်းပေါ်ဖြစ်လာတဲ့အခါမှာတော့သူမရဲ့ဘဝနဲ့ဆက်ရက်ကတိတိတတ်တာပြောင်းလဲလာခဲ့ပါတယ်။ကလင်နာသည်အစပိုင်းတွင်အယ်ဖာဘာကိုယုံမုန်းတော့လေနောက်ပိုင်းတွင်သူမရဲ့ယူတာမှုနဲ့စွမ်းအင်ကိုမြင်ပြီးချစ်ခင်ရင်းနှီးတဲ့တငယ်ချင်းတွေဖြစ်လာခဲ့ကြပါတယ်။ သူမက ever ဘကိုလူမျိုးရေးရအစဉ်ပြေအောင်ကူညီပေးခဲ့သူလည်းဖြစ်ပါတယ်အိုဇက်ပြည်သူအစိုးရက FAB ကိုဝက်ကဖြစ်ကြီးနာချိန်မှာတော့ကလင်နာလူထုရဲ့အားပေးမှုကိုဆက်လက်ရယူလိုတဲ့စိတ်နဲ့အိုဇက်ရဲ့မျက်နှာပေါင်းအုပ်ထားတဲ့အစိုးရရဲ့ပတ်တော်သားဖြစ်လာခဲ့ပြီးကလင်နာ the god လို့အမည်ခံယူခဲ့ပါတယ်။သူမဒီရာထူးနဲ့နာမည်ကောင်းကိုရွေးချယ်ခဲ့ရတော့လေ FAB ကိုတော့တငယ်ချင်းအဖြစ်အမြင်နဲ့ချစ်ခင်မြင်လို့ခဲ့သူလည်းဖြစ်ပါတယ်။ချူလေး သူမကတော့ ever ဘာလို့ခေါ်ရဲဆုံးမဇက်ကောင်ကိုရွေးချယ်ပြီးအစင်အောင်မိတ်ကပ်လင်းချယ်မှုမှွန်ဆန်းတဲ့အနဲ့အောင်ဝိယုံတို့နဲ့တယောက်ဖို့ခဲ့ပါတယ်။ချူလေးရွေးချယ်ထားတဲ့ ever bug ကမွေးရပါအသားရည်အစင်အောင်ရှိသောကြောင့်လူများရဲ့အထင်သေးမြင်ခြင်းနဲ့ခွဲခြားဆက်ဆံကြီးကိုခံရရသူလည်းဖြစ်ပါတယ်။သူမတို့ရဲ့အလွန်ညာကောင်းမှုစိတ်ထဲခိုင်မာသူတို့ဖြစ်တော်လဲပုံဝန်းကျင်ကြောင့်စိတ်ပိုင်းဆိုင်ရာပြည်စည်းမှုများစွာကိုခံစားခဲ့ရပါတယ်။ သူမဒီမကြုံစဘူးထူးကြတယ်ပေါ်ပညာစွမ်းအားကိုပိုင်ဆိုင်ထားပြီးတော့ကိလေသာတွေကိုညှဉ်းပန်းနှိပ်စက်တဲ့အိုဆက်ပြည်သူအစိုးရကိုစန့်ကျင်ပြီးတော့တရားမျှတမှုကိုရှာဖွေခဲ့သူလည်းဖြစ်ပါတယ်။သူမရဲ့တရားမျှတမှုကိုရှာဖွေလို့တဲ့လုပ်ရက်တွေနဲ့ပြည်သူလူထုရဲ့အထင်လွဲမှုတွေကြောင့်ရက်စက်တဲ့ဆုံးမဖြစ်နမည်ဆိုတက်ခံခဲ့ရပြီးနောက်ဆုံးမှာတော့ Wake up wish of the west ဖြစ်သွားခဲ့ပါတယ်။သူမကအမြဲကောင်းတာကိုလုပ်ဖို့ရည်ရွယ်ခဲ့ပေမဲ့ အပြင်လောကရဲ့လှည့်စားမှုတွေနဲ့ဝေဖန်မှုတွေကသူမကိုဝိကပ်ဖြစ်အောင်ဖန်တီးခဲ့တာပါသူရဲ့ဝိဇုံတွေဟာပရိသတ်ချို့အတွက်နုပညာမြောက်ပြီးဖန်တီးမှုအားကောင်းတယ်လို့ချီးကျူးခံရပေမဲ့တစ်ဖက်မှာလည်းဝိဇုံတွေရဲ့ပုံစံဖော်ပြမှုအပေါ်မူတည်ပြီးလူမှုကွန်ရက်ပေါ်မှာဝေဖန်မှုလိုင်းခဲ့တဲ့စတင်ဖြစ်ပေါ်လာခဲ့ပါတယ်ဆိုရှယ်မီဒီယာပေါ်ကလူတွေကတော့ဇန်ကျွေလီဆိုကအသက်ပဲကြီးနေပြီးလှလှပပလေးတွေပဲယူဝတ်တတ်တယ် ချူလေးကိုကြတော့ဆုံးမနေရာလောက်ခိုင်းတယ်အရန်အမှုရအကြိုက်လို့နေဆိုပြီးတော့မှတ်ချက်တွေကိုလည်းတွေ့ရပါတယ်ဒီလိုဝေမမှုတွေပြင်းထန်လာတဲ့အခါမှာနန်းစွေလီဆိုဟာလူမှုကွန်ရက်ကနေတဆင့်သူမရဲ့အမြင်ကိုပြက်ပြက်သားသားတုံ့ပြန်လိုက်ပါတယ်သူမရဲ့တုံ့ပြန်မှုတွေမှာတော်တော်ယူစရာကောင်းတဲ့အရေးသားကိုစိတ်နိုင်နှိုင်းလိုရာဆွေးတွေးရေးရဲ့အောက်တန်းစားပိအဲ့လိုရေးရမှထမင်းစားရတာလားဒီနေ့ဟောလိုဝင်းမှာ Silent Day ရဲ့အစီအစဉ်မှာ The Wicked ကို cosplay လုပ်ရမှာမို့လို့ညီမလေးချူလေးက FF နေရာမှာ character ဆန်းဆန်းလေးလုပ်ချင်တယ်ဆိုလို့ glinder နေရာကနေညီမလေးအတွက်ဝင်ပါပေးရတယ်။ရေးချင်တည်အောင်အရေလို့အောက်တန်းဆိုင်ရေမောတယ်ဆိုပြီးတော့သူမကိုဝစားစီရင်ပုံနေနဲ့ပြောရတဲ့သူတွေကိုအောက်တန်းဆိုင်ထည့်ပြီးဆဲဆိုကဲ့ရဲ့တုံ့ပြန်လိုက်တယ်ဆိုတဲ့အချက်ကအဓိကပွဲစုစည်းခဲ့တာပဲဖြစ်ပါတယ်။ သူမပြောစင်းတဲ့အချက်ကတော့မင်းသမီးမူလိုဝစ်စင်တာမဟုတ်ပါဘူး။ကလင်နာဆိုတာဟာစင်ဒရဲလာတို့လိုမျိုးတမာရိုးကြမင်းသမီးမျိုးမဟုတ်ဘဲနဲ့ဟောလိုဝင်းကိုစားပြုတဲ့ character မျိုး Everbar နဲ့ကလင်နာညီမလိုတငယ်ချင်းလိုတွဲဖက်ရတဲ့ character တစ်ခုဆိုပြီးတော့သူမရဲ့ဝစ်စုံရွေးချယ်မှုဟာအကျိုးအကြောင်းရှိကြောင်းရှင်းလင်းဖော်ပြထားပါတယ်။ဒီလိုရှင်းလင်းချက်တွေပေးထားတာတောင်မှဝေဖန်မှုတွေမရက်တက်တဲ့အတွက်သူမရဲ့နောက်ဆုံးထုတ်ဖော်ပြောဆိုမှုကပြစ်သက်တွေကိုအံအားသင့်စေခဲ့ရပါတယ်။ ။နန်းစုရီဆိုရဲ့ပြိသက်တွေအနေနဲ့ကလည်းဒီကားရဲ့မင်းသမီးကစိတ်ပုတ်တဲ့အချက်မကောင်းသူယူခြင်းစုမနေရကိုယူမှာပေါ့ဆိုပြီးပြောထားတာကိုလည်းတွေ့ရမှာပါ။တကယ်တော့ဒီအောက်တန်းသားဆိုတဲ့စကားလုံးကကိုယ့်ရဲ့စိတ်ခံစားချက်ကိုပြင်းပြင်းထန်ထန်နဲ့အရှင်းဆုံးဖော်ပြလိုက်တာပါပဲ။ဒီတုံ့ပြန်မှုကြောင့်လူမှုကွန်ရက်မှာထောက်ခံသူနဲ့ကန့်ကွက်သူနှစ်ဦးနှစ်ဖက်ကွဲပြားသွားခဲ့ပါတယ်။ထောက်ခံသူတွေကတော့အမှုပညာရှင်တယောက်ရဲ့ကိုယ်ပိုင်ဖန်တီးမှုလိုလက်ခွင့်ကိုလေးစားရမယ်။ လူတွေဝေဖန်မှုကလွန်ကဲလွန်လွန်အခုလိုတုံ့ပြန်တာမှန်တယ်ဆိုပြီးလည်းပြောထားတာကိုတွေ့ရပါလိမ့်မယ်။ကဲကဲသူများအနေနဲ့ကလည်းအော်တန်းသားဆိုတဲ့စကားလုံးကိုဆိုရှယ်မီဒီယာမှာပါဇက်အဟောင်းသားဖြစ်အောင်တုံ့နှုံလိုက်တာဟာအမှုပြန်ရှိရဂုံတိတ်ခါနဲ့မညီဘူး။နှမ်းပိုင်နဲ့အနေနီးလို့ဆဲတက်လာတာလား။အရင်တော့ကအဲ့လိုမဟုတ်ပါဘူးဆိုပြီးပြောခဲ့တာကိုလည်းတွေ့ရပါလိမ့်မယ်။ကလင်တန်နဲ့အဖာပါရိုးရဲ့ဆက်ရုပ်ကိုယူပြီးပွဲဆူစီခဲ့တဲ့နန်းဆူရီဒီဆိုးနဲ့ချူလီတို့ရဲ့ Halloween Fashion နဲ့ နန်းစွေရီဆိုရဲ့ပြင်းထန်တဲ့တုတ်ပြန်မှုဟာဒီအပိုင်းကိုတော်တော်ပွဲစုစေခဲ့ပါတယ်။ကဲပရိသတ်ကြီးတို့အနေနဲ့ရောနန်းစွေရီဆိုရဲ့ဒီလိုတုတ်ပြန်လိုက်တဲ့အပေါ်မှာဘယ်လိုထင်မြင်မိပါသလဲ။တို့ရဲ့အမြင်တွေကို comment မှာမျှဝေပေးခဲ့ပါဦးနော်။နောက်ထပ်စိတ်ဝင်စားဖို့ကောင်းတဲ့အစီအစဉ်တွေကိုဆက်လက်ပြီးတင်ဆက်ပေးအောင်ပါမို့လို့ကျမရဲ့ channel လေးကို like and subscribe လေးလုပ်ခဲ့ကြဖို့မမေ့ပါနဲ့နော်။